ဒီတော်များသိရင်ရရဲ့မေးခွန်းပါနော်ဒီညီလေးကိုကျွန်တော်ဖြည့်ပေးလိုက်ပါတယ်စထရီမာတွေအင်ခန်းဘယ်ကနေဘလို့ဝင်နေကြလဲပေါ့စထရီမာတွေအင်ခန်းဝင်တဲ့နီးကကျွန်တော်ဒင်းကြီးရှိတယ်စထရီမာတွေတုံးနေတဲ့ platform ကကျွန်တော်အဓိက၃ခုရှိတယ် YouTube TikTok Facebook ဝင်ဝင်ဝင်တဲ့လင်းကြီးကျတော့နံပါတ်၁ချက်ကကျတော့ monetization ရှိတယ် monetization ဆိုတာက video တွေတင်နေဆိုရင်ကျွန်တော်တို့ဆန်ရတယ် video တွေကျတော့ Facebook YouTube TikTok ၃ခုလုံးမှာအဲ့ဒီ monetization ရှိတယ် ကဒုတိယလမ်းကြောင်းကဘာလဲဆိုတော့ဒီဘက်ကပေးတဲ့ဟာပေါ့ဒီဘက်ဒီဘက်ကပေးမယ်ဆိုရင် live stream လွှင့်နေတဲ့အချိန်မှာပေးလို့ရတာဆိုရင်ဘာတွေရှိလဲဆိုတော့တော့ TikTok မှာဆိုရင်ပန်းတွေဘာတွေရှိတယ် I'm a potato wow a galaxy crazy man YouTube မှာဆိုရင် subscription တွေ super chat တွေရှိတယ် ပြီးတော့ Facebook မှာဆိုရင်လည်း subscription လေးရှိတယ်ကြည့်လေးရှိတယ်ဒါတွေက viewer တွေဘက်ကနေပြီးတော့ပတ်စံကုန်ပြီးတော့ streamer ကို support ပေးတာပေါ့နော်နောက်ထပ်တခြားဘာတွေရှိအောင်လဲဆိုရင်ဒီ KPI ကနေ direct plan တွဲပြီးတော့အဲ donation ပေးတာတွေတောက်တယ်မရှိဘူးရော9000ထဲလိုက်တယောက်9000ထဲလိုက် challenge ခေါ်တာလည်းရှိတယ်ဒါကဒုတိယတစ်ခုပေါ့ပုံမှုမြောက်ကကြတော့ဘာလဲဆိုတော့ stream app ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီ live stream ကြည့်ရင်ပတ်စံရတာ ီဒီယိုတင်တယ်လို့ပဲသူကကြောက် live stream view ကိုကြည့်ပြီးတော့ဆက်ဆံပေးတာပါเนาะအဲ TikTok မှာတော့ကျွန်တော်ဒီဥစ္စာကျွန်တော်မတွေ့ဘူးသေးဘူး YouTube မှာရှိတယ် Facebook မှာရှိတယ် YouTube မှာကြာတော့ monetization ဆိုတဲ့ feature အောင်ပြီးသွားနေကြပြီ Facebook မှာကြာတော့ Facebook partner apply ပြီးမှဒီ stream app ဆိုတဲ့ feature ပွင့်နေပါเนาะဒါပေမဲ့ဒါကတော့ရတာနည်းပါတယ်ဒါပေမဲ့ YouTube မှာဆိုရင်လည်းဒီမြန်မာနိုင်ငံဆိုရင်လည်း VPN နေခံကြည့်မှကြော်ညာဝင်တယ်အဲ့ကြော်ညာဝင်မှကျွန်တော်တို့ကတန်ရတယ် ါ3ခုမြောက်နံပါတ်4ခုမြောက်ကဘာလဲဆိုတော့ sponsorship လို့ခေါ်တဲ့ဟာတွေပေါ့နော် sponsorship ဆိုတာကတော့ကျွန်တော် live stream တွေမှာကျွန်တော်အဲ down down ဘယ်တောင်းမှာမဆိုပေါ့နော် down down မှာကျွန်တော် logo ထိုးထားတယ်မြင်လိမ့်မယ် yodana product တော်လည်းကောင်း gambling product တော်လည်းကောင်းကျွန်တော်အဲ့ product တွေကျွန်တော်တို့ဒီလိုမျိုးထိုးထားတာတွေမြင်လိမ့်မယ်ဒီလိုမျိုး sponsorship ပေါ့နော်ဒီ live stream မှာမဟုတ်ဘူးကျွန်တော်တို့ video တွေ vlog တွေမှာလည်းကျွန်တော်တစ်ခါလေးကြာရင်တွေ့ရလိမ့်မယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဝင်နေပါတယ်